ုံးမဲ့မင်္ဂလာပါ current page channel ပြန်လဲကြိုဆိုလိုက်ပါရယ် current စာအုပ်အညိုးတွေမပြောတာနည်းနည်းကြာသွားပြီပေါ့နော်ခြေထဲမှာအလုပ်လေးနည်းနည်းရှုပ်နေလို့ပါ sorry ပါအခုဒီပြီးခဲ့တဲ့ရက်တွေမှာ current ဖတ်ပြခဲ့တယ်စာအုပ်ကောင်းလေးတစ်ခုကိုပြပြပေးချင်ပါတယ်ဒီစာအုပ်လေးကိုပေါ့နော်တော်တော်များများဖတ်ပြီးကြပြီလို့ထင်ပါတယ်မဖတ်ဘူးရင်တော့နာမည်ကိုကြားဘူးမယ်လို့ထင်တယ်ပေါ့နော် current ကတော့အခုမှဖတ်ဖြစ်တာပါအဲ့ဒါကတော့ဒီဆရာကြီးတင်မောင်မြင့်ဘာသာပြန်ထားရယ်အဲတောင်ပံမဲ့တင်ကွဲတိတ်ဆူငန်းဆွဲစာအုပ်ကလေးပါ ီစာအုပ်လေးရဲ့မူရင်းစာရေးဆရာမကတော့ American စာရေးဆရာမ Nelly Harbaly ရဲ့ To Kill a Mockingbird ဆိုတဲ့စာအုပ်လေးပါဒီစာအုပ်ကိုဆရာကြီးတင်မောင်မြတ်နေပြီးတော့ဒီတောင်ပံမဲ့တင်ကွဲတေးဆုံငဲဆိုတဲ့နာမည်နဲ့ဖတာပြန်လိုက်တာပါဒီစာအုပ်ကို1960ခုနှစ်မှာဒီဆီယမ်မာရဲ့ရေးပြီးတော့ထုတ်ဝေလိုက်တယ်။အမေရိကန်မှာဆိုလို့ရှိရင်1960ရနေပြီးတော့1982ခုနှစ်လောက်အထိကိုသူကတန်းအုပ်ရည်တန်းနဲ့ချီပြီးတော့ရောင်းချခဲ့ရတဲ့စာအုပ်ကောင်းတော့ဥပ္ပေါ်တော့ အဲဘာသာပေါင်းများစွာနေပြီးတော့လဲဘာသာပြန်ခဲ့ရယ်1962ခုနှစ်မှာလဲဒီစာရေးဆရာမနယ်လီဟာဗာလီယာနေပြီးတော့ပူလီစာစုကိုဒီစာအုပ်နဲ့အတူရရှိခဲ့ပေါ့နော်ဆရာကြီးတင်မောင်မြင့်ကလည်းဒီစာအုပ်နဲ့ပတ်သက်ပြီးတော့2004ခုနှစ်မှာအမျိုးသားဘာသာပြန်စာပေစုကိုရရှိခဲ့ပါတယ်။ဇလန်းလေးကတော့အရန်ကိုရိုးရှင်ပါတယ်။အမေရိကန်တောင်ပိုင်းမြို့မှာရှိတဲ့မိကွမ်းမြို့လေးမှာအခြေတည်ထားရပေါ့နော်။ရှင်းနေကြီးအာဒီကတ် အဲပြီးတော့သားလေးဂျင်ရဲ့သမီးလေးစကောက်ပြေပေါ့ဒီသားဖာ၃ယောက်ရှိပါတယ်အဲ့ထဲမှာမှအဲသမီးငယ်လေးစကောက်ကနေပြီးတော့ဒီဇက်ကြောင်းတစ်ခုလုံးကိုသူကပြန်ပြီးတော့ပြောပြတဲ့ပုံစံမျိုးနဲ့ရေးထားတာပါဒီမိကွမ်းမျိုးလေးမှာအမှုတစ်ခုဖြစ်တယ်ပေါ့နော်အဲ့အမှုကဒီလူဖြူမျိုးသမီးတယောက်ကိုလူမဲမျိုးသားတယောက်ကဗလာကာယာပြုချင်ပါတယ် rape လုပ်ပါတယ်ဆိုတော့အမှုတစ်ခုဖြစ်တယ်အဲ့ဒီအမှုမှာ articles ကဒီလူမဲမျိုးသားဘက်ကအကြိုပြုရှိနေပေါ့နော် အဲ့မှာဒီအမှုကမြို့လေးရာကျင်းကျင်းလေးမှာဟိုးလေးတကြောကြောဖြစ်သွားတယ်။အဲ့ဒီခေတ်ကာလကဆိုလို့ရှိရင်အဖြူမဲအရန်ကိုခွဲကြတဲ့စနစ်တွေပေါ့နော်ရှိနေတဲ့အချိန်ကာလတခုပါ။အဲ့ဒီခေတ်ရဲ့ဒီအသားရောင်ခွဲကြမှုပေါ့နော်အဖြူမဲခွဲကြမှုတွေကအရန်ကိုစိုးဝါးပြင်းထန်တယ်။ဘယ်လောက်ထိအောင်လဲဆိုလို့ရှိရင်လူဖြူတယောက်နဲ့လူမဲတယောက်နဲ့အိမ်အောင်ပြုတ်ရဲချစ်ကြိုက်လို့ညားသွားတယ်ဆိုရင်ထွက်လာတဲ့ကလေးတွေကကာပြားလေးပေါ့။အဲ့လိုကာပြားကလေးဆိုလို့ရှိရင်အဖြူရဲ့ဘက်ကလည်းအမဲကိုယူထားတဲ့အတွက်ဒီလိုကလေးတွေကိုအတိမတ်မပြော လူမဲတွေဘက်ကကြည်ပြန်တော့လေလူဖြူကိုယူထားတဲ့အတွက်ဒါတစ္ဆပေါက်လို့ယူစားပြီးတော့အဲ့လိုကလေးတွေကိုလူရမသွင်းဘူးအဲ့တော့ဒီလိုလူဖြူလူမဲကနေပြီးတော့မွေးလာတဲ့ကလေးတွေကအပေခံလေးတွေပေါ့အဲ့လိုပုံစံမျိုးအထီအောင်ပါပဲအဲဖယ်ကျင်ထားကြရယ်ပေါ့နော်အဲ Articles ကဒီအမှုကိုလိုက်ရတယ်အဲ့အတွက်သူ့ကားနဲ့သမီးမှလည်းဒီအမှုနဲ့ပတ်သက်ပြီးတော့ effort တွေကတက်ရောက်တယ်ပေါ့နော် အဲမကောင်းတဲ့အကျိုးသက်ရောက်မှုတွေကလေးတွေရဲ့ကြောင်းတွေပတ်ဝန်းကျင်တွေအတိုင်းဝိုင်းမှာပါဖြစ်လာတယ်။အဲ့ဒါတွေကိုကလေးတွေကဘယ်လိုမျိုးထိန်းချုပ်ပြီးတော့ဂိုင်တွယ်သွားမလဲ။ဒါပေမဲ့တခုရှိရကလေးတွေကလေသူတို့ဖေကိုအရန်ချစ်တယ်အရန်လေးစားတယ်။ gym address ဆိုလို့ရှိရင်သူ့ဖေကဒီစံနမူနာပြထိုက်တဲ့ယောက်ျားကောင်းတစ်ယောက်လို့ပြောရမှာပေါ့။ Adidas ကလည်းအရန်ကိုတမာတမတ်ကြတယ်။အဲဖခင်ကောင်းတစ်ယောက်လို့လည်းပြောလို့ရပါတယ်။ ဂျင်ငါကြတော့နည်းနည်းလူကြီးဆန်ပြီးရောဆဆာချင်းမှာတော့သူကကောင်စိုးလေးရွယ်ကွယ်နည်းနည်းဆက်စုတက်တဲ့ကလေးတစ်ပါးကအဲ့လိုမျိုးကောင်လေးတယောက်ပေါ့လူပြိုပေါ်ဝင်ခံပြီးပေါ့73 74နှစ်အရွယ်လေးသူညမလေးစကောက်ကိုအရန်ချစ်တယ်စကောက်ကကြတော့ခက်ဆိုးဆိုးနည်းနည်းခက်ရွတ်ရွတ်ကလေးပေါ့မလုံနဲ့ဆိုရင်လှုပ်ချင်တယ်အဲ့လိုကောင်မလေးမျိုးပြောင်းဒီအဲ့ဒီခေတ်အတိုင်းဝိုင်းမှာဆိုရင် main ကလေးဆိုတာယင်ကြည်ရမယ်အဲခေါင်းလေးတွေ dress လေးတွေဝတ်ပြီးတော့အနေထိုင်တိမ်မွေးရမယ်စကားပြောယူကျိုးရမယ်အဲ့လိုခေတ်အချိန်မှာသူကွာ ဲဂျမ်ဆွန်နဲ့အဲ့လိုမျိုးဘောင်းမီတိုနဲ့အဲ့လိုမျိုးယောက်ျားလေးနဲ့ကစားမယ်နဗန်းဖတ်လုံးမယ်အဲ့လိုမျိုးဆိုပေါဝင်ကြည့်ရင်မြင်မှာခဆူဆူကလေးမာလေးပေါ့နော်ကြီးလာရင်တော့မလွယ်ဘူးအဲ့လိုမျိုးတက်မှတ်ထားရတဲ့ကလေးလေးပါဒီဂျင်နက်စ်ကောက်မှာဒီဦးဆိုရဲတငယ်ချင်းကောင်လေးတယောက်လည်းထပ်ပါလာပါသေးရဲ့အဲ့ဒီကလေးလေးကလည်းချစ်ဖို့ကောင်းတယ်ကလေးတဘာဝပေါ့နော်ဒီကလေးတွေရဲ့အတွေ့အကြုံမှာဘာတွေရှိမလဲလူကြီးတယောက်ကိုသူတို့ရဲ့မျိုးလုံးထဲမှာဘလို့မြင်လဲဘလို့လူကြီးတယောက်ဖြစ်ဖြစ်กว่าဒီလားဘလို့ကြီးကျယ်ခမ်းနားရဲ့လူကြီးဖြစ်ဖြစ် လေးတယောက်ကိုဆက်ဆံတဲ့ပုံရကလေးကအဲ့ဒီလူကြီးပေါ်မှာမြင်တဲ့အမြင်ကပြောင်းလဲသွားတယ်လေအဲ့လိုပဲစကောက်ကသူ့ကိုကြည့်မြင်ရတဲ့လူကြီးတွေကိုဘလို့မြင်မလဲဘလို့လူတွေကိုသူတို့သဘောကျလဲအဲ့လိုကလေးတွေရဲ့ mindset ကိုပေါ့နော်အဲထက်ထဲဝင်ဝင်လေးရေးထားတဲ့အတွက်တော်တော်လေးကိုသဘာဝကျပါတယ်ကရင်တို့အရန်သဘောကျပါတယ်ဒီစာအုပ်ရဲ့နောက်ထပ်ဇာတ်ကောင်တစ်ခုရှိသေးတယ်ပေါ့နော်အဲ့ဒါကကြတော့ဒီ yet လေးအင်ကြီးလို့ခေါ်ရဲဒီအင်ကြီးတစ်လုံးပေါ့ဒီအင်ကြီးကဆိုလို့ရှိရင်တိတ်စိတ်၆ကပ်ပြီးတော့ ဒီလူတွေကွာအဲ့အင်ရှင်ရောင်ခတ်တုတ်တုတ်သွားကြရတယ်။အိမ်ထဲမှာပြောရရင်အိမ်ကြီးအငွေ့သက်တွေကမကောင်းဘူးပေါ့ကွယ်ကြောက်စရာကောင်းနေပေါ့။ခလေးဆိုရင်လည်းအဲ့ဒီအင်ရှင်ရောင်ဖျက်ပြေးရတယ်။တချို့ဆိုဒီအရာကနေမဖျက်ဘူးတခြားလမ်းကနေသွားတယ်။အဲ့လောက်ထိကြောက်ကြတယ်။အဲ့တော့မှဒီမောင်နှမနှစ်ယောက်နဲ့တငယ်ချင်းနဲ့သူတို့တော့ဘလို့မှွေကြမလဲ။ဘလို့ဆက်စုမလဲပေါ့။အဲ့ဟာတွေကိုလည်းဖန်ရအရင်ချစ်ဖို့လည်းကောင်းတယ်ပျော်စရာလည်းကောင်းပါတယ်။ ကရင်ကတော့ဒီစားအုပ်ကိုအရင်ကြိုက်ပါတယ်အားလုံးကိုလည်းဖက်ကြည့်စေချင်ပါတယ်ဒီစားအုပ်ကိုဖက်ပြီးသွားတဲ့အချိန်မှာဆက်စားချင်းမှာကို့မှာစိတ်မှာဖြစ်နေရကွာမဖက်ခင်မှာတော့ကဘာကြောင့်ဒီစားအုပ်ကဒီလောက်ကောင်းတယ်လို့ညှိုးနေရလဲဘာကြောင့်မလို့ကန်တော်ဝင်စားအုပ်ကောင်းတော့ဖြစ်နေရလဲဘာကြောင့်မလို့20ရာစုနှစ်မှာကမ္ဘာအကောင်းဆုံးစားအုပ်စည်းဝင်တရာထဲမှာသူကပါနေရလဲဒီလောက်ကိုဟုတ်ရဲ့လားအဲ့ဒီအဖြစ်အားလုံးကဖက်ပြီးသွားတဲ့အချိန်မှာရှင်းသွားပါလိမ့်မယ် ကောင်းတယ်ဆိုတာထက်ကိုပိုကောင်းပါတယ်အရန်ကိုသဘာဝကြရဲလူသားဆန်တဲ့စာအုပ်တုပ်ကောင်းတုပ်လို့ကရင်ကတော့ပြောချင်ပါတယ်အဒီရုပ်ရှင်မင်းသားကြီးပေါ့နော်နာမည်ကျော်မင်းသားကြီး Gregory Pat ရဲ့ The To Kill a Mockingbird ဆိုတဲ့စကားကိုကြည်ပူးတဲ့လူရှိမှလို့ထင်ပါတယ်။ဒီစာအုပ်ကဒီကဘာကျော်ရုပ်ရှင်ရဲ့မူရင်းဝတ္ထုပါ။ဒီစာအုပ်ကိုရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့တဲ့အခါမှာလေဒီ Oscar ရရခဲ့ပေါ့နော်မင်းသားဆု ဒရိုက်တာစုဇညွန်းစုတွေရခဲ့တဲ့အပြင်ကိုအကောင်းဆုံးရုပ်ရှင်အဖြစ်လည်းစကားတင်ခဲ့ပါသေးတယ်။အချုပ်အနေနဲ့ပြောရရင်ပေါ့နော်ဒီစာအုပ်ကအရန်ကိုကောင်းပါတယ်။ current issue မှာလည်းအများကြီးညွှန်းခဲ့ပြီးပေါ့နော်။အဲ့ဒါဒီစာအုပ်ကိုဘာသာပြန်ကောင်းကြိုက်တဲ့လူတွေအနေနဲ့ဖတ်ဖြစ်အောင်ဖတ်ကြည့်ပါလို့ပြောချင်ပါတယ်။အချိန်ကုန်ရာကြိုးနှက်တဲ့တခေစာအုပ်ကောင်းတအုပ်ဖြစ်တဲ့အတွက်အားလုံးညွှန်းပေးလိုက်ပါရစေ။နောက်ထပ် vlog တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။အားလုံးကျေးဇူးတင်ပါတယ်။